PPTV ရဲ့တပတ်အတွင်းစစ်သတင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းတွေကမှဂျွန်လ12ရက်နေ့ကနေဂျွန်လ18ရက်နေ့အထိရရှိထားတဲ့စစ်ရေးသတင်းအချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဒီတစ်ပတ်မှာလည်းအကျန်းဖတ်စစ်တပ်ရဲ့စစ်ရေးတိုးမြင့်မှုတွေစစ်ကြောင်းထိုးမှုတွေကြောင့်နိုင်ငံတော်ဝန်မှာထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပေါ်နေပါရစေ။ စေရဲချက်လက်တွေကိုကြည့်မယ်ဆိုရင်စကိုင်းတိုင်းမှာထိတွေ့တိုက်ပွဲ2ကြိမ်၊ပဲခူးတိုင်းမှာထိတွေ့တိုက်ပွဲ3ကြိမ်၊မန္တလေးတိုင်းမှာထိတွေ့တိုက်ပွဲ2ကြိမ်၊ကရင်ပြည်နယ်မှာထိတွေ့တိုက်ပွဲ2ကြိမ်၊ရှမ်းပြည်မှာထိတွေ့တိုက်ပွဲ3ကြိမ်၊ကချင်ပြည်နယ်မှာထိတွေ့တိုက်ပွဲ4ကြိမ်၊ရခိုင်ပြည်နယ်မှာထိတွေ့တိုက်ပွဲ2ကြိမ်၊ KNP မှာထိတွေ့တိုက်ပွဲ2ကြိမ်၊မကွေးတိုင်းအတွင်းမှာထိတွေ့တိုက်ပွဲ2ကြိမ်၊မွန်ပြည်နယ်မှာထိတွေ့တိုက်ပွဲ2ကြိမ်နဲ့တနင်္လာရီတိုင်းမှာထိတွေ့တိုက်ပွဲ2ကြိမ်တို့ရှိခဲ့တာကိုတွေ့ရှိရပါတယ်။ စကိုင်းတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။မုံရမြို့နယ်မအူစစ်တပ်ခိတ်အနီးမှာရင်နန်းနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကဂျွန်လ12ရက်ညနေ9:40မိနစ်မှာပရိသာမိုင်းနေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဂျမ်ဘတ်စက်တက်ရဲ့စကိုင်းတက်မ33လာနေထွက်လာတဲ့ကျင်းဒီတင်က16စီတန်မြားကက6စီမိုးကအုပ်6ဘင်းက3စီတို့ပါရင်တန်းကိုမုံရွာမန္တလေးလမ်းမကြီးပေါ်မုံရွာမြို့အဝင်မအူစစ်တက်ခိတ်အနီးမှာဗရေဒါမိုင်း၅လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဝိုင်းပစ်ခတ်ခဲ့တာပါအဲ့ဒီတိုက်ပွဲမှာအချမ်းဖတ်စစ်တက်ကအရာရှိတအူးအပါဝင်၃ဦးသေဆုံးခဲ့ပါတယ်။ မုံရမြို့အခြေဆိုင်အကျံဖက်စစ်တပ်ရဲ့အနောက်မြောက်ပိုင်းစစ်ဌာနချုပ်နာမခဂျွန်လာ၁၄ရက်ည၁၀နာရီ၁၀မိနစ်မှာ Great Warrior for Myanmar BWM နဲ့မဟာမိတ်အဖွဲ့ကတရားခုံမမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့တိုက်ခိုက်မှုအပြီးမှာအကျံဖက်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့တော်လန်ရေးရဲဘော်တွေဘက်ကထိခိုက်မှုမရှိခဲ့ပါဘူး။ပဲခူးတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်ပြောပြပေးပါမယ်။ ထန်းတပင်မြို့နယ်မှာအင်းအားဖြည့်တင်းရန်လာတဲ့အကျန်းဖက်စစ်ကြောင်းကိုဂျွန်လ12ရက်မနက်9နာရီမှာတော်လန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ရာအကျန်းဖက်စစ်သား9ဦးသေဆုံးခဲ့ပါတယ်။အဲဒီအကျန်းဖက်စစ်ကြောင်းမှာအကျန်းဖက်စစ်သား120ခန့်အထိပါဝင်တယ်လို့လည်းသိရပါတယ်။မင်းလာမြို့နယ်အတွင်းကရန်ကုန်ပြည်လမ်းပိုင်းအပအဝင်နေရာအချို့မှာဂျွန်လ16ရက်နဲ့18ရက်တွေမှာအကျန်းဖက်စစ်တပ်နဲ့တော်လန်ရေးပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတော့အကျန်းဖက်စစ်တပ်ကဒုဗိုလ်မှူးကြီးတဦးခရိုင်ရဲတပ်ဖွဲ့မှူး မြို့မရဲစခန်းမှုအပါဝင်20ကျော်တိတ်ဆုံးခဲ့တယ်လို့တာယာဝတီခရိုင်အမှတ်3တပ်ရင်းကအတည်ပြုထားပါတယ်။ပေါန်းတယ်မြို့နယ်တစ်ပုတ်အုပ်စုနှစ်တိုးရွာနဲ့ရွေးတောင်ရွာအကြားမှာရှိတဲ့ရုပ်ဆိုင်ရွာကပြည်သူတွေကိုဖမ်းဆီးပြီးတော့လူသားတထိုင်းလောက်ကစစ်ကြောင်းထိုးလာတဲ့အင်အားတရာပါအချမ်းဖတ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကဂျွန်လ16ရက်မနက်10:50မိနစ်မှာတိုက်ခိုက်ခဲ့ရာတိုက်ပွဲက၄နာရီကျော်ကြာမြင့်ခဲ့ပြီးအချမ်းဖတ်စစ်သား၄ဦးသေဆုံးခဲ့ပါတယ်။ အထိနာသွားတဲ့အချမ်းဖတ်စက်ကြောင်းကနတ်တိုးကြီးရွာနဲ့နှွေးတောင်ကြီးရွာကနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့ပါဗျ။မန္တလေးတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်ပြောပြပေးပါမယ်။တောင်တာမြို့နယ်မှာပြည်သူခုနှစ်ဦးကိုလူသားတိုင်းလုပ်ပြီးစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုဂျွန်လ12ရက်မနက်10နာရီခန့်မှာတောင်တာမြို့နယ်ပါခဖဦးဆောင်နဲ့မဟာမိတ်တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ လူသားတိုင်းလှုပ်ထားတဲ့ပြည်သူခုနှစ်ဦးကိုတော်လိုင်းပူပေါင်းတပ်တွေကအရင်ကဲထုတ်ခဲ့ပြီးတော့အကြမ်းဖက်ဆက်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ခဲ့တာပါတိုက်ပွဲကပြင်းထန်ခဲ့ပြီးအင်အား40ခန့်ရှိတဲ့အကြမ်းဖက်စစ်တပ်က3ဦးသေးက2ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့လက်နက်ခဲယမ်းတွေလည်းတင်ဆက်ရမိခဲ့ပါတယ်။ကင်ပီနယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ ကြုံတွုံးမျိုးကနေနွားချံကုန်းရွာနဲ့အင်းကြီးရွာတို့ကိုစစ်ကြောင်းထိုးလာတဲ့အချမ်းဖတ်စစ်တပ်ရဲ့အင်အား150ခန့်ကိုတော်လန်ရေးပူပေါင်းစစ်ကြောင်းကဂျွန်လ14ရက်မှာဂျားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။အဲဒီစစ်ကြောင်းကလက်နက်ကြီးတွေနဲ့ drone တွေယူဆောင်လာပြီးတော့စစ်ကြောင်းထိုးလာတာဖြစ်ပြီးတိုက်ပွဲအတွင်းအချမ်းဖတ်စစ်သား50ဦးထပ်မံတိုက်ဆုံးခဲ့တယ်လို့9ဦးထိခိုက်ဒဏ်ရာရပြီးကြောင်းစစ်ကြောင်းကပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်။ရှမ်းပြည်တွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ ။ TNL အသိပိုက်ထားတဲ့နောင်ချုံမြို့နယ်အတွင်းကြေးရွာလေးရွာမှာအကြမ်းဖက်စစ်တပ်ကစစ်ရေးလှုပ်ရှားလာတဲ့အတွက်ဂျွန်လ12ရက်နဲ့13ရက်တွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားခဲ့တဲ့ရွာတွေကကန်ကြီးရွာ၊ရွှေသွန်းရွာ၊ပိန်းနေကုန်းရွာနဲ့ညံတော်ရွာမှာဖြစ်တယ်လို့ TNL ကအသိပေးထားပါဗျ။ဂျွန်လ12ရက်ကကန်ကြီးကြီးရွာဘက်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ကလက်နက်ကြီး90လုံးနဲ့ဒရုန်းပုံး15လုံးတို့ကိုပစ်ကူတိုက်ခိုက်ခဲ့ပါဗျ။ ဂျွန်73ရဲ့မွန်းလွဲ12:20မိနစ်မှာရွှေသွန်းကျေးရွာမှာအချမ်းဖတ်စစ်တပ်နဲ့ TNL တို့အကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။အလားတူပိန်းတဲကုန်းနဲ့ညောင်တော်ကျေးရွာမှာလည်းတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။နောင်ချုံမြို့နယ်တောင်ဘက်ကန်ကျေးရွာနဲ့ကန်ကျေးရွာအရှိတ်ဘက်ကရွှေသွန်းရွာနားမှာဂျွန်76ရဲ့မနက်မှာအချမ်းဖတ်စစ်တပ်နဲ့ဒနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLA တို့အကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ကချင်ပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။မိုးညင်းမြို့နယ်အင်းတော်ကြီးကန်ရှိပတ်ချင်းအင်းတော်ကြီးဝေခါဖားကန်လမ်းပိုင်းနတ်မွန်မနာခေါ်လမ်းပိုင်းမှာရှိရဲစနွင်းကုန်းကြီးရွာအနီးမှာဂျွန်လ12ရက်ညနေ3နာရီခွဲကမှာအကြမ်းဖက်စစ်တပ်နဲ့ပြည်သူစစ်တွေကို KIA PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲမှာအချမ်းဖတ်စစ်တပ်ကထိခိုက်သေးဆုံးမှုများပြခဲ့တာကြောင့်လေကြောင်းပစ်ကူတွေနဲ့အပြင်းထန်ခုခံတိုက်ခိုက်နေရတယ်လို့သိရပါဗျ။ ဖားကန့်မြို့နယ်မော်စီစာကြောက်စိမ်းလောက်ွက်တခုမှာစူးစီးနေတဲ့အကြမ်းဖက်စစ်တပ်ကို KIA ဦးဆောင်တဲ့ပူပေါင်းတပ်တွေကဂျွန်လ12ရက်မနက်9:00နာရီခန့်မှာစတင်ပြီးတော့ကြားညံ့တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲကပြင်းထန်ခဲ့ပြီးအဲ့ဒီနေ့မွန်းလွဲပိုင်းမှာထပ်မံတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်တပ်က20ဦးထပ်မံနေတိတ်ဆုံးခဲ့ပြီးဒဏ်ရာရသူများပြားတယ်လို့သိရပါတယ်။ဖားကန့်မြို့နယ်မော်ဝမ်းလေးနဲ့မော်ဝမ်းကြီးရွာမှာ ဂျွန်လ16ရက်နေ့ညနေပိုင်းကစပြီးတိုက်ပွဲတွေပြင်းထန်နေပြီးညပိုင်းမှာတိုက်ပွဲအတွင်းပိတ်မိနေတဲ့အရက်သားပြည်သူအချို့ထိခိုက်မှုတွေရှိနေပါတယ်။ဖားကန့်မြို့မှာဂျွန်18ရက်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်က22ဦးသေဆုံးခဲ့ပါတယ်။မော်ဇီစာဖျားကုန်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို KIA PDF ပူးပေါင်းတပ်ဖွဲ့ကသွားရောက်တိုက်ခိုက်ခဲ့တာပါ။ရခိုင်ပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်ပြောပြပေးပါမယ်။ ကျောက်ပြုံမျိုးနယ်မှာအကျန်းဖတ်စစ်တပ်နဲ့အာရခတပ်တော် AA တို့အကြားတိုက်ပွဲတွေပြင်းထန်နေပြီးဂျွန်လ14ရက်အထိကျန်းဖတ်စစ်တပ်ကတရာနီးပါးသိမ်းဆုပ်ခဲ့တယ်လို့အလင်းဝင် ရောက်လာသူ40နီးပါးအထိရှိတယ်လို့သိရပါဗျ။တိုက်ပွဲကအကျန်းဖတ်စစ်တပ်ရဲ့အမှတ်32ရဲတပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး AA ကလက်နက်ကြီးတွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ကရင်ပြည်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်ပြောပြပေးပါမယ်။ မိုးပြင်းမြို့နာအထိကတ်လာတဲ့အကျန်းဖတ်စစ်တပ်ရဲ့စစ်ကြောင်းတွေတော်လန်ရေးတပ်တွေအကြားဂျွန်လ14ရက်မှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပါတယ်။အကျန်းဖတ်စစ်တပ်ကတော့မစိုင်းဒုံးနဲ့120မမလက်နက်ကြီးတွေပစ်ခတ်ပြီးတော့စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတာပါ။မကွေးတိုင်းအတွင်းထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်ပြောပြပေးပါမယ်။ချောင်းမြို့နယ်ကိုင်းထောက်ကံရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကို အာလာဝကမြို့ပြပျောက်ကြားတပ်ဖွဲ့နဲ့မဟာမိတ်တပ်တွေကဂျွန်လ15ရက်မှာပူးပေါင်းတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား၄ဦးသေဆုံးခဲ့ပြီး17ဦးထဏ်ရာရရှိခဲ့ပါတယ်တိုက်ပွဲဖြစ်ပွားပြီးနောက်မှာအကြမ်းဖက်စစ်တပ်ကလမ်းပြအဖြစ်ဖမ်းဆီးလာတဲ့လူငယ်တအုပ်ကိုနှိပ်စက်တပ်ဖြတ်ခဲ့ပြီးပြည်သူပိုင်ကားတစ်စီးနဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။မွန်ပြည်နယ်အတွင်းကတိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ မော်လမြိုင်မြို့မှာရှိတဲ့အချမ်းဖတ်စစ်ကောင်စီရဲ့ပြည်내အစိုးရယုံနဲ့ဝင်ကြီးအိမ်ရာကိုတော်လှန်ရေးပူးပေါင်းတပ်တွေက drone နဲ့ဘုံးကျဲတိုက်ခိုက်မှုကိုဂျွန်လ12ရက်မွန်းလွဲ3နာရီမှာပြုလုပ်ခဲ့ကြပါတယ်။အဲ့တိုက်ခိုက်မှုမှာဥပဒေချုပ်နေအိမ်ကိုထိမှန်ခဲ့ပြီးအချမ်းဖတ်စစ်တပ်က2ဦးသေဆုံးခဲ့ပါတယ်။တိုက်ခိုက်မှုအပြီးမှာအချမ်းဖတ်စစ်တပ်ကလက်နက်ကြီးတွေ drone တွေနဲ့တံပြန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ တန်ဖြူစရက်ရေပြည်တော်စု အမှတ်၈လမ်းပိုင်းမှာရှိတဲ့ကုန်းမြင့်တာယာနဲ့ကလိုင်ပတော်ချီရွာအနီးမှာအကျန်းဖတ်စစ်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေကအကြာဂျွန်လ73ရက်မောလဲ72နာရီမှာထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်တိုက်ပွဲကမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးအကျန်းဖတ်စစ်တပ်ကနှစ်ဦးတေဆုံးက9ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲကိုရာမညမွန်တက်တော်နဲ့ရာမညစစ်ကြောင်းတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ တနင်္လာရီတိုင်းအတွင်းကတိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ရေဖြူမြို့နယ်ကံပေါက်ဒေသပယ်ကြီးရွာရွှေမိုးညိုဖေရအနီးတက်ဆွဲထားတဲ့အကျန်းဖတ်စစ်တပ်ရဲ့ယာယီတက်စခန်းကို တော်လန်ရေးပူပေါင်းတပ်တွေကဂျွန်း15ရက်မှာတိုက်ခိုက်ခဲ့ရာအကျန်းဖတ်စစ်သား၃ဦးထပ်မံနေတိုက်ဆုံးခဲ့ပြီးဒဏ်ရာရသူများပြားခဲ့တယ်လို့သိရပါဗျာ။ အကျန်းဖတ်ဆက်တဲ့ရဲ့အုံးပင်တွင်အခြေဆိုင်မောရဝတီရေတက်စခန်းဌာနချုပ်ကလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ကူပေးခဲ့ပြီးတော်လိုင်းပူပေါင်းတပ်တွေကအထီးကိုင်းမရှိဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ဒါကတော့သတင်းမီဒီယာတွေနဲ့မြေပြင်သတင်းရင်းမြစ်တွေကတဆင့်ရရှိတဲ့တပတ်အတွင်းစစ်သတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။သတင်းရရှိမှုအခက်အခဲတွေကြောင့်မြေပြင်မှာဒီထက်ပိုမိုတဲ့စစ်ရေးထိတွေ့တိုက်ပွဲတွေရှိနေနိုင်ပါတယ်။ နောက်ပတ်တွေမှာလည်းတပတ်အတွင်းရရှိတဲ့စီးရီးသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ PPTV ရဲ့ YouTube Channel youtube.com/pptv မြန်မာနဲ့ Facebook Page facebook.com/pptv မြန်မာတို့မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့ခွန်အောင်ပါ